င်္ဂလာပါ Stone X မှာခြေသူပါတယ်။မကြခင် MCU မှာလာတော့မဲ့ Doctor Doom ဒီ God Emperor Doom ဖြစ်လာဖို့အတွက် Power Source ကိုဘယ်ကရမလဲ။ Doctor Doom က God တယောက်ဘယ်လိုဖြစ်လာမလဲဆိုတဲ့မေးခွန်းဒီလက်ရှိအချိန်မှာ Predator တိုင်းတည်ခြင်းနေကြမယ်။ Predator တိုင်းစိတ်ဝင်စားနေကြမယ်မေးခွန်းဖြစ်မှာအသေးအချာပါပဲ။အခုဗီဒီယိုမှာတော့ latest အဖြစ်ဆုံး up to date အဖြစ်ဆုံးသတင်းတွေကိုစုဆောင်းပေးလိုက်ပြီးတော့အဖြစ်နိုင်ဆုံးဖြစ်နိုင်ခြေနှစ်ခုနဲ့အတူ Loki, Kang the Conqueror တို့နဲ့ချိန်ဆက်နေတဲ့ theory တွေကိုရှင်းပြပေးသွားမှာမို့လို့စိတ်ဝင်စားကြရအောင်ဆိုရင်ဗီဒီယိုလေးကိုစောင့်အောင်ထိကြည့်သွားပေးကြပါအောင်။အခုကတော့ intro လေးပြီးရင် Sala, I am vengeance. I am the night. I am Batman. โอเคမတိကြမဲ့သူတွေအတွက် comic theme ဖြစ်ပြခဲ့တဲ့ပုံစံကိုအချင်းကျုပ်အနေနဲ့ရှင်းပြပေးရမယ်ဆိုရင် Dr. Doom the Time Rise of Comic အဆုံးမှာ Dr. Strange, Molly Juman တို့နဲ့အတူ incursion တွေကိုဖြစ်နေစေတဲ့အဓိကတရားခံ Godlike BNG တွေဖြစ်တဲ့နဖရားတွေလိုအစွမ်းထက်တဲ့ Beyonders တွေကိုဖောက်ခွဲတပ်ပစ်ပြီးတော့ Beyonders တွေရဲ့ power ကိုရယူရင် God တယောက်ဖြစ်လာခဲ့ခြင်းမှာဗတ်တခု MCU မှာကျတော့ Molly Juman လည်းရှိမနေခြင်း Beyonders တွေလည်းရှိမနေခြင်းအဖြစ်ဒီအချိန်ကြီးကြမှာကောက်ပြီးတော့မိတ်ဆက်ပေးဖို့လည်းမမီတော့တာကြောင့်အခုဗီဒီယိုရဲ့ခေါင်းစဉ်အတိုင်းပဲ Dr. Doom က God တယောက်ဖြစ်လာဖို့အတွက် ်ပါဝါဆော့စ်ကိုဘယ်ကရမလဲဆိုတဲ့မေးခွန်းကိုပရိသတ်တိုင်းကလည်းသိချင်နေကြမှာအမှန်ပါပဲ။အန်ပြီးတော့အခုလိုသတင်းတွေကိုထွက်လာစေခဲ့တာကလည်းမကြခင်ကမှပရိသတ်တွေကိုပြသခဲ့တဲ့ screen test ကြောင့်လည်းဖြစ်ပါတယ်။နာမည်ကြီး website တစ်ခုဖြစ်တဲ့ Hollywood Reporter သတင်း website ကိုရင်ကတော့မှအဲ့ဒီပွဲကိုတက်ရောက်ကြည့်ရှုခဲ့ပြီးတော့ Fantastic Four ရုပ်ရှင်ရဲ့ credit scene ကိုပါမြင်လာခဲ့ပါတယ်ဆိုပြီးတော့အတီအလင်း confirm သွားခဲ့ပါတယ်။ So spoiler alert ပါ but အများစုကလည်းသိပြီးကြလောက်ပြီဖြစ်တယ်လို့ channel မှာလည်း video လုပ်ပြီးတော့ရှင်းပြပေးထားတာရှိပါတယ်။အဲ့ဒါကတော့ Fantastic Four ရုပ်ရှင်ရဲ့ credit scene မှာဆိုရင် ူစတမ်ဒီကလေးလေးဖရန်ကလင်ရစ်ချတ်စ်ကြီးနေတဲ့အခန်းထဲကိုဝင်လာတဲ့အခါမှာဖရန်ကလင်ရစ်ချတ်စ်လေးရဲ့ဘေးမှာဒေါက်တာဒူးမ်ကရှိနေတယ်ထိုင်နေတယ်ဆိုပြီးတော့ဖြည့်သွားခဲ့ပါတယ် This means ဒါဒီရုပ်ရှင်ရဲ့တခန်းခန်းမှာဖြစ်စေတနေရာရာမှာဖြစ်စေ Fantastic Four တွေကဒေါက်တာဒူးမ်နဲ့ချိတ်ဆက်ပတ်သက်နေနိုင်တယ်ဆိုပြီးတော့ရည်ညွှန်းနေခြင်းလည်းဖြစ်ပါတယ်ဒါတွေအပြင်ဒီရက်ပိုင်းမှာမှလည်းရုပ်ရှင်ရဲ့ Director Matt Jackman ဒီတန်တရားဝင်ရလောက်အောင်ကိုရုပ်ရှင်မှာဒေါက်တာဒူးမ်မပါပါဘူးဆိုတာကို Interview တွေမှာအချင်းချင်းဖြည့်ခဲ့ပါသေးတယ် And yes comic ရလဲဒေါက်တာဒူးမ်ဆိုတဲ့ Character ဒီ Fantastic Four ရဲ့ villain ဖြစ်တာကြောင့် ောင့် Redwitches ရဲ့အပြိုင် rival ဖြစ်တာကြောင့်အခု MCU ဇလန်းပေါ်မှာလည်းမိတ်ဆက်ပေးတဲ့အခါမှာ Dr. Doom ကို somehow တနည်းနည်းနဲ့ကို Fantastic Four အဖွဲ့နဲ့ချိတ်ဆက်ပေးဖို့ကလိုကိုလိုအပ်ပါတယ်။ So maybe theory တွေထွက်နေခဲ့တယ်လို့မျိုး Dr. Doom ကဒါအခု Franklin Richards လေးကိုမွေးဖွားတဲ့အချိန်မှာကူညီပေးခဲ့မှာဆိုရင် Fantastic Four အဖွဲ့နဲ့အခြေအစက်တစ်ခုပတ်သက်မှုတစ်ခုခုရှိသွားစေမှာအမှန်ပါပဲ။ And အစောပိုင်းမှာ Dr. Doom ကလည်းလူကောင်းရောင်ဆောင်နေအောင်မှာဆိုတော့ Fantastic Four Avengers 2နဲ့လည်းမချသေးပဲ Power Source တစ်ခုခုကိုစုဆောင်အောင်မှာလည်းဖြစ်ပါတယ်။ဒါအပြင် Dr. Doom လို့ခေါင်းမျိုးဒီ ပါဝါဆိုတာကိုငတ်မွတ်ရှာဖွေနေသူဖြစ်ပြီးတော့သူရဲ့အရှိမရှိနေမဲ့ Franklin Richards လေဒီပါဝါအတုံးကြီး Ultimate Power ကြီးအမြင့်မားဆုံးပါဝါကြီးကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ် Franklin Richards လေဒီ Reality Dreamer လို့ခေါ်တဲ့ Universe တွေကိုစိတ်ကူးပုံဖော်သူတယောက်ပါဥပမာအနေနဲ့ရှင်းပြရမှာဆိုရင် Absolute Universe မှာ Superman ကဘယ်လိုဇာလံဖြစ်ပါလိမ့်မယ် New 52 Timeline မှာဆိုရင်တော့ Superman ရဲ့ဇာလံကဘယ်လိုပုံစံဖြစ်ပါလိမ့်မယ်ဆိုတာကိုဒီကောင်လေးကစိတ်ကူးထဲမှာပုံဖော်လိုက်ပြီးတော့ Universe ကြီးတစ်ခုလုံးကိုဖန်တီးနိုင်သူဖြစ်ပါတယ်ဒါအပြင်အဲ့ဒီ Universe က Superman န်ကိုပဲမဟုတ်ဘူး Batman Flash နောက်ဆုံးအဲ့ဒီ universe မှာရှိနေမဲ့လမ်းဘေးမှာတောင်းစားနေမဲ့တရောင်းစားရဲ့ဇလန်းကိုကအစားအခု Franklin Richards လေးကစိတ်ကူးထဲမှာဖန်တီးတည်ဆောင်နိုင်သူလည်းဖြစ်ပါတယ်အဲ့ဒါမှကြာခင်လာတော့မဲ့ Doctor Doom ရဲ့ Ultimate ကို Doctor Doom ရဲ့အဓိကရည်ရွယ်ချက်ကလည်းသူရဲ့ပျက်စီးသွားတဲ့ universe ကိုပြန်လဲတည်ဆောက်ချင်တာဆိုတော့ Franklin Richards လေးရဲ့ power ကိုဒါမှမဟုတ် Franklin Richards လေးကိုဒီကောင်ကလိုချင်နေမှာအမှန်ပါပဲ Bat Detect ကိုပို့ပြီးတော့ရှုပ်သွားစေနိုင်တာကတော့ Doctor Doom ကြာဖြတ်ဝင်ရှုပ်လို့မရတဲ့ family ဆိုတဲ့ Fantastic Four အဖွဲ့ကြီးကဘွန်ကိုတန်ရ ရောစဉ်ချိတ်ဆက်မှုကိုလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းဒေါက်တာဒွမ်ဒီဖရန်ကလင်ရစ်ချက်လေးကိုသွေးဆောင်ဖျားယောင်းပြီးတော့လူအပ်တာတွေကိုလှုပ်ခိုင်းလို့ရနိုင်တဲ့ဆိုပေမဲ့သူရဲ့မိဘတွေနဲ့ပတ်သက်လာတဲ့အချိန်မှာတော့ဒေါက်တာဒွမ်ကအခက်တွေ့လာနိုင်ပါပြီ။အန်ပိုပြီးတော့ United Theory ကတော့ Loki Series တွေမှာအသုံးပြုခဲ့တဲ့အချိန်နဲ့ပတ်သက်တဲ့ Theory ပါ။အနာဂတ်မှာရှိနေတဲ့ Franklin Richards Lady Infinity War နဲ့ Endgame တို့မှာ Doctor Strange ကလက်တချောင်းထောင်ပြပြီးတော့တနည်းပဲရှိတဲ့အရာအားလုံးကိုကယ်တင်ဖို့အတွက်ကနီလန်တစ်ခုပဲရှိရဲဆိုတဲ့ plot မျိုးကိုဒီမှာလဲပြန်သုံးသွားနိုင်ပါတယ်။အရာရာကိုဖြစ်လာစေခဲ့တာ Doctor Doom ကို God Doom ဖြစ်လာစေခဲ့တာ Battle War ကြီးဖြစ်လာစေခဲ့တာအကုန်ဒီ Secret War ရုပ်ရှင်အစုံမှပြန်ပြီးတော့နိုင်ဖို့အတွက်တခုသေးသောနီလန်ဖြစ်တာကြောင့်ဒီလန်ကိုအနာဂတ်ကနေပြီးတော့မြင်ထားတဲ့ Franklin Richards လေးကပဲဖောက်ပေးခဲ့တာမျိုးအရာရာကိုပေးဖြစ်စေလိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ် Every step you took to get here you you just walked down it and yes franklin richards ဒီအလောက်ထိလုံနိုင်အောင်အစွမ်းထက်တဲ့ character မျိုးလည်းဖြစ်ပါတယ်ဒုတိယအနေနဲ့ကတော့ dr doom ကိုယ်တိုင်ကြံစီနိုင်တာက franklin richards လိုမျိုးကိုယ်ပိုင်အတွေးအခေါ်ရှိနိုင်တဲ့လူမဟုတ်ပဲနဲ့နေရာတစ်ခုကိုမျက်စိကျသွားစေမှာအမှန်ပါပဲ of course အရာကအားလုံးရဲ့ခေါင်းထဲမှာလည်းရှိနေကြမဲ့ loki ရဲ့လက်ရှိထိုင်နေတဲ့ခုံပါပဲရှေ့မှာပြောပြခဲ့လို့ dr doom ဒီအစောပိုင်းမှာလှည့်စားပြီးတော့လူကောင်းရောင်ဆောင်ထားတဲ့ဆိုရင်တော့မှရုပ်ရှင်ရဲ့တဝက်လောက်ရောက်မှဖြစ်စေရုပ်ရှင်ရဲ့အဆုံးသတ်မှဖြစ်စေသူခြုံထားတဲ့အရေကုန်ကတဖြည်းဖြည်းကွာကျလာပြီးတော့သူ့ရဲ့အဓိကမကောင်းတဲ့အကြံတွေကပေါ်လာအောင်ပါ ာဖြစ်ပါတယ်ဆိုတော့ Loki ရဲ့လက်ရှိ power လက်ရှိယူထားတဲ့တာဝန်ကိုလာရောက်ဖျက်ဆီးပြစ်လိုက်ပြီးတော့အဲဒီ power ရင်းနဲ့အတူသူ့ရဲ့ရခိုင် universe ကိုဖန်တီးလိုက်မှာမျိုးလည်းဖြစ်နိုင်ပါတယ်နောက်ဆုံး update အရာဆိုရင်လည်း Thor Avenger Avengers တွေအားလုံးဒီ Dr. Doom ရဲ့ Evil Avengers တွေနဲ့အပြိုင် Loki ရဲ့လက်ရှိတည်နေရာစီကို race တစ်ခုလိုမျိုးအပြေးပြိုင်ပွဲတစ်ခုလိုမျိုးဘယ်သူအရင်ရောက်လဲဆိုတာမျိုးကိုပြိုင်ဆိုင်ကြရလိမ့်မယ်ဆိုပြီးတော့တည်ထားရပါတယ် and next ကတော့အရန်ကြီးတော့မဖြစ်နိုင်ပေမဲ့ညာကမှာတက်လာတဲ့တည်င်းမို့လို့ bonus အနေနဲ့ထည့်ပြောပေးလိုက်ခြင်းဖြစ်ပါတယ် my time to shine hello ဆိုတဲ့ insider က င်ထားတာအရာတော့ gang.conqueror ရုပ်ရှင်ရဲ့အစာပိုင်းမှာ Dr. Doom တက်ပြစ်တာကိုခံရနိုင်နေဆိုတာပဲဖြစ်ပါတယ် gang.conqueror ရဲ့ original plan ပထမခိုးကတော့ Shang-Chi ရဲ့ Ten Rings နဲ့ Miss Marvel မှာရှိနေတဲ့ Negabans တွေကိုပေါင်းလိုက်ပြီးတော့ Battle War ကြီးဆိုတာကိုဖန်တီးခြင်းတာဖြစ်ပါတယ် The Marvels ရုပ်ရှင်အစုံမှာဆိုရင်လည်း Negabans တွေကအာဂါသာမှာတခြားကမ္ဘာတွေစီကိုကူသွားနိုင်မဲ့ portal တွေ reality ကြားမှာပြဲရာတွေဖြစ်အောင်လုပ်နိုင်နေဆိုတဲ့ power တွေရှိတယ်ဆိုတာကိုမြင်ခဲ့ပုံမှာပါဆို maybe Dr. Doom ဒီ gang.conqueror ကိုတက်ပြစ်တဲ့အခါမှာဒီကောင်ရဲ့ goal တွေကိုပါရယူပြီး ီးတော့ဒီကောင်ရဲ့အကြံဉာဏ်တွေကိုပါခိုးယူသွားမယ်ဆိုတာကအဖြစ်နိုင်ဆုံး possibility ဖြစ်နိုင်ကြည်အရှိဆုံးဇလံမျိုးနဲ့လည်းသိရှိနေပါတယ်ဆို greater တို့ကဘယ်လိုထင်ကြလဲ Dr. Doomy God ဖြစ်လာဖို့အတွက် power ကိုဘယ်ကရမယ်လို့ထင်လဲဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဆိုရင်တော့ video တွေတက်လာတဲ့အခါ USVPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစောင်းအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက် video တွေမှာပဲတွေ့ကြရအောင်